ိုက်ပွဲတွေရှိနေတယ်လို့ပဲတစ်ဖက်မှာတော့ဒီတော်လိုင်းရေးတိုင်းသားတော်လိုင်းရေးလက်နက်ကန်အဖွဲ့တချို့ကအုတ်ချုပ်ရေးပိုင်းအတွက်ပြင်ဆင်မှုတွေရှိနေကြပါတယ်။တန်းပြည်နယ်ရဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ TLC ကိုဖွဲ့စည်းလိုက်ကြောင်းကြေညာချက်ထုတ်ပြန်လာပါတယ်။တန်းမျိုးသားလူမျိုးရေးတက်မတော့ TNL ကတိမ့်ပိုက်ထားတဲ့နေမျိုးတွေမှာအုတ်ချုပ်ရေးနောက်ပြီးတရားစီရင်ရေးနဲ့ဥပဒေပြုရေးအာဏာတွေကိုရယူထားမဲ့တော်လိုင်းရေးကာလဥဆောင်ကောင်စီအဖွဲ့ကိုဖွဲ့စည်းလိုက်ပါတယ်။စစ်တပ် နေနဲ့တအန်းတက်မတော်ကဒီသိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့မြို့တွေကိုပြန်ပေးဖို့တောင်းဆိုနေတဲ့အချိန်မှာပဲအခုလိုမျိုးတအန်းပြည်ရဲ့အမြင့်ဆုံးအာဏာပိုင်အဖွဲ့ TLC ကိုဖွဲ့စည်းလိုက်တာဖြစ်ပါတယ် DNLA ကသိမ့်ပိုက်ထားတဲ့နေမြေတွေကိုအခြေခံပြီးတော့2025ခုနှစ်ထဲမှာတအန်းပြည်ဒီတော်လန်ရေးကာလပြည်သူအစိုးရတရက်ကိုဆက်လက်ဖွဲ့စည်းနိုင်ရေးလဲအမြင့်ဆုံးစူးစမ်းသွားမယ်လို့ဆိုပါတယ် အဖွဲ့ကိုတော့တအန်းပြည်ကောင်စီတအန်းလန်းကောင်ဆယ် TLC လို့နာမည်ပေးထားပြီးတော့ PSLF TNL ရဲ့ဥက္ကဋ္ဌတာအိုက်ဘုံကဒီကောင်စီမှာလည်းဥက္ကဋ္ဌအဖြစ်တာဝန်ယူသွားမှာဖြစ်ပါတယ်။တန်းမျိုးသားပါတီ TNB နောက်ပြီးတော့ပလောင်တအန်းပြည်လွတ်မြောက်ရေးတပ်ဦး PSLF TNL နဲ့တအန်းနိုင်ငံရဲ့အတိုင်ပင်ခံကောင်စီ TPCC တို့တွဲဆောင်ပြီးတော့အခုလိုမျိုးဖွဲ့စည်းလိုက်တာလို့ဂျွန်လ9ရက်နေ့မှာထုတ်ပြန်ပါတယ်ရှင်။